မင်္ဂလာပါခင်ဗျာစာရေးသူဆရာကြီးမြတ်တန်းတင့်ရေးသားတော်ဘောင်းလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာမောင်းမောင်းသည်ဗဇက်မှာနှုတ်ခမ်းတစ်ဖက်ကိုတွန့်လာသည့်အထိမိကိုပြုံး၍ကြည်လေသည်သို့တော်မောင်းဤနှုတ်ခမ်းမှာအပြုံးပွင့်လာသည့်အထိတွန့်၍မလားအပြုံးတဝက်မဲတဝက်သာ ပေါ်လာပြီးရင်နှုတ်ခမ်းတို့သည်တင်းကျပ်စွာဆေး၍သွားပြန်လေသည်အော် ီလိုဆိုတော့လေမောင်ဟာမိကိုများအပြည့်တွေ့နေလို့လားကွယ်မိမှာဘာအပြည့်များရှိလို့လဲမောင်ရဲ့မိဒီမောင်ရဲ့အပြုံးတဝက်မဲတဝက်ဆင်းထားသည်နှုတ်ခမ်းကိုကြည့်ရင်စိတ်ထဲမှာဝမ်းနေရပြန်လေသည် မောင်ဟာမိရဲ့အရှိဦးပါကွယ်မိနဲ့မောင်တို့ရှိခဲ့တဲ့ရက်တွေမှာနေလေထွက်လိုက်ဝင်လိုက်လာမင်းလေဆန်းလိုက်ဆုပ်လိုက်တိရွက်တွေလည်းကြွေလိုက်အစ်စ်ဝေလိုက်နဲ့ နှစ်တွေလပြီးကုန်ခဲ့ပါဗောလားကွယ်ဒါတော့မှ မောင်ရဲ့အပြုံးဟာမိအဖို့ဘယ်တော့မှရိုးတယ်လို့မရှိခဲ့ပါဘူးမောင်ရဲ့အယူအရတွေဟာဘယ်တော့မှဟောင်းခဲ့တယ်လို့မရှိခဲ့ပါဘူးမိသည်မောင်အကြည့်ကိုတုံ့ပြန်ရင်တော့ခဏကြာမှဘေးသို့မျက်နာလွှဲလိုက်မိလေသည် မောင်မှာအရင်တော့ကမောင်မှာတကယ်ကိုပါပဲဟောပါဘော်ကမှဲ့ကလေးရဲ့ အသားဖြူဖြူပေါ်မှာစိမ့်နေတဲ့နှုတ်ခမ်းမွေးရေရေကလေးရဲ့အရင်တုန်းကမောင်ပါပဲဒါပေမဲ့မောင်ရဲ့အပြုံးမှာအရင်ကလိုတင့်နေတဲ့အပြုံးမဟုတ်ဟုထင်မိလေသည်အရင်ကလန်းဆန်းပါ၏တင့်လွင်ပါ၏အခုတော့မောင်ရဲ့အပြုံးတို့မှာလွင့်ပြဲလေသည်မောင်နဲ့မိတို့တွေးကြတော့ကအပြုံးမျိုးမောင်မှာမရှိတော့ပြီမိဒီဓာရီကိုတွေးရင်မျက်ရည်များပင်လည်လာရပေသည်မိကိုယ်တိုင်မောင်ရဲ့အနုနာကိုခံပြီးတော့ မောင်တဘောမကြတာကိုမလုပ်ခဲ့ပဲနဲ့။ဘာကြောင့်များနဲ့မိကိုခတ်တီတီလုပ်နေပါလဲ။ပြုံးလိုက်ဆမ်းပါမောင်ရဲ့။အရင်စတွေ့တုန်းကပြုံးခဲ့တဲ့အပြုံးမျိုးလေး။မိမာစိတ်ထဲမှာဝေခွဲမရသည့်ဟန်ဖြင့်အောက်နှုတ်ခမ်းကိုသာအသာကိုက်ပြီးတက်ပြင်းကိုသာရှိုင်းမိလေသည်။မိရဲ့တအူးကလေးမှာရင်ဝင်ထဲမှာနှိမ့်နှိမ့်ဆိုင်ဆိုင်အိတ်လျက်တုံးပင်ဖြစ်လေသည်။မိရဲ့ရင်သွေးကလေးမှာအဖေနဲ့တထေရလည်းဖြစ်သည်ဟုမိကထင်မိလေသည်။ ဟောဒီမျက်ခုံးနဲ့မျက်လုံးလေးပြူပုံကမောက်မျက်လုံးလိုပဲ။နှာတန်ဆင်းလာပုံကလည်းမောင်နဲ့တိတ်တူတာပဲ။နှစ်ဖူးကျယ်တာရဲ့မေးကတွေ့ပြီးဆင်းလာပုံရဲ့။အိုးအကုန်လုံးမောင်နဲ့တထေရတဲ့ပါပဲ။တာတာကြီးလာရင်မောင်လိုမောင်လိုဝက်လုံးအလုတ်လောက်ခမ်းရမယ်နော်။မိဒီရင်သွေးငယ်အိပ်ပျော်နေသည်ကိုကြည့်ရင် ဒါဟာမောင်နဲ့မိတို့ရဲ့အရှိတ်ကိုပိုးပြီးခိုင်မဲအောင်ရစ်လိုက်တဲ့တန်ရောစဉ်အမြင်ကလေးတန်းပဲဟုအောင်မေးရသည်။မောင်ကမူမိစဉ်းစားနေသည်ကိုမှအတနာကယူနာမတတ်တယ်လို့နင်။လေကိုရှင်က အင်္ဂလိပ်ရုပ်ရှင်မဂ္ဂဇင်းကိုဖတ်နေသည်။မောင်မှာရုပ်ရှင်အင်မတန်ကြည့်သူဖြစ်သည်။မောင်ကြည့်သည့်ရုပ်ရှင်တို့မှာလည်းအမေရိကန်စုံတော့ကားများသာအကြည့်များသည်။တခါတလေစိတ်လက်ပေါ်ပါအောင်ဆိုကရောင်စုံအကစကားတွေကိုတွားကြည့်သည်။ မိကမူမောင်ရုပ်ရှင်ကြည်တိုင်းမကြည့်နိုင်။မောင်မှာမဟာဗန္ဓုလပန်းချံလန်းတွင်ယုံကံဖွင့်ထားရာ မနက်9နာရီလောက်ထိုးသည့်နေ့တပိုင်းနဲ့ကားလေးနှင့်ယုံကံသို့ထွက်သွားရ၏။ညနေဆိုလျင်လည်းအမှုစစ်ပြီးလျင်အိမ်သို့စောစောစီးစီးပြန်လာတတ်သည်။ဒါပေမဲ့အိမ်မှာကြာကြာမနေအဝေးအစားလဲပြီးတခါတင်းနေရိုက်ထွက်သွားသည်နှင့်မိမအိမ်တွင်သာကြံရည်လေသည်။အမှုများ၍နောက်ကျလျင်လည်း ညနေတခါတည်းရှောင်းနိုင်ခွဲပွဲမှာဘိုင်းစကုတ်ကြည့်ပြီးကိုးနိုင်ခွဲလောက်မှကားအကျိုးလွှတ်လိုက်ရသည် ပြန်လာတဲ့နေ့တပြိုင်နက်ဥပဒေစာအုပ်လှမ်းပြီးစာဖတ်ရင် အိပ်ပျော်သွားတဲ့ရာမိကအตาရာပုတ်လို့ရင်အိမ်မှာဖြင့်အိပ်ရတဲ့သွားအိပ်ပါလာမောင်းရင်သူ့ပြောကအိပ်ရတဲ့အရာပို့ရသေးသည်မောင်ကမူတခါတလေမိကိုတူတီးတွတ်တာစကားတွေပြောရင် အိပ်ပျော်သွားတတ်သေးသည် မိကမူဓာရီကိုကြည့်ရင်အော်ဘောင်းဟာအရင်တက်တက်ပဲဟုအောင်းမေကကိုစိတ်ဖြေရလေသည်မိတို့၏အိမ်မှာဝင်းနှင့်ချန်နှင့်တထက်တိုက်ကလေးဖြစ်သည်ညနေမောင်တင်းနေရိုက်သွားလေရင်မိကမိရင်သွေးကလေးကိုလက်တွန်းလဲမှတင်ရင် မောင်ပြန်လာသည့်အထိချန်ထဲမှတွန်းကာစောင့်နေတတ်သည်မောင်ရဲ့ကာဟွန်းတန်ကြားမှာကလေးကိုအာရလက်ထဲအပ်ပြီ မောင်းကိုကချွေးတွေကိုတုတ်ပေးရသည် မောင်းဖက်နှက်ကိုချွတ်ပေးရသည် မောင်းအဝတ်စားတွေကိုလဲပေးရသည် မောင်းကမူမိရဲ့ပါးကိုလိန်ဆွဲလိုက်ရင်မိရေးစားတယ်ကွာသမီးမစားရသေးဘူးလားအိုးမောင်းကလည်းကုတင်ကစားပြန်လာကသာချီသေးတာပဲရေမိုးရှုပ်ပြီးမှစားမှာပေါ့မောင်ရဲ့ဟုတ်နှင်းသိမ့်ကညနေတော့ပါပါဆက်ပြအောင်အစယူကရေရှိုးကန်းကိုလိုက်ပို့ရသည်အထိဖြစ်လေသည် မောင်မမူဘာကိုမှလေးလေးနက်နက်တွေးသူမဟုတ်မောင်စိတ်မှာနေထဲတွင် ထောင်တက်သွားသည့်ကြက်တောင်ဖော်နေတာတူလေသည် မောင်ကလှုပ်ရှင်လျင်ဖြုံးကနေတိုင်းမနေလှုပ်လိုက်ရမှကျေနပ်၏ပြောချင်းလျင်ဟောကနေတိုင်းမနေပြောလိုက်ရမှကျေနပ်၏မောင်စိတ်မှာကြမ်းနဲ့ခေါ်ရမလားရမ်းနဲ့ခေါ်ရမလားမပြောတဲ့နမောနမတ်နေနိုင်လုံးလာသည်တခါတလေညစာစားပြီးမိကရေဒီယိုဖွင့်ကတေးသက်ငိမ့်ငိမ့်မှမျောကား ောင်ရီမေရှင်းအတန်ကပြော့ပြီးညံ့ညက်ကလေးထွက်လာတယ်နော်ဟုတ်တရှင်အเจ้าကိုပြောနေစဉ်မောင်ကတင်းအင်းအင်းလိုက်ရင်ဇပွဲပေါ်ရှင်းနှောင်းတင်ပြီးဆိုဖာပေါ်တွင်အိပ်ပျော်သွားတတ်၏တခုတော့ရှိရဲ့မောင်ကตาလေးဖို့မောင်ခွေးဖို့တပြားဖွင့်ရင်သူကပါဂိတမဆန်သည့်အတန်အော်ကြီးဖြင့်ဘေးက လိုက်ဆူတတ်သည်ကလေးပြည့်စည်ညံ့ညက်ကလေးကိုမရှိတတ်ရှိတတ်ရှိကား ဖေဖေတားကြည့်ရဲ့ရဲစမ်းမအောင်ကြီးလာရင်ဘာလုပ်မလဲဝဲလုံးလုံးမလားကိုမြင်းနဲ့လုံးမလားစသဖြင့်တွေ့ကြရပြောရင် ခလေးကို အတင်းပွေကနန်းတက်လေသည်ခလေးမှာကတိကောင်းလို့ဒီကိုမခိုင်းနိုင်လို့ရှိသည့်အခါကျမှမိကခလေးကိုလှမ်းယူကအိုးမောင်ကလည်းခလေးကိုဒီလောက်ကြမ်းကြမ်းတန်းတန်းလှုပ်ရသလားဟုပြောရသည်မောင်မှာဘာမှန်းမသိတဲ့သူစားကြတဲ့ရာရှိလျင်ရုံးအပြန့်ဈေးတဲ့က ဝယ်ခြင်းနာတွေဝယ်လာတတ်၏အမှုလိုက်လို့ငွေရလာလျင်ရသည်မြငွေကိုမိလက်ထဲအပ်လိုက်၏မိကဒါဆိုဒါမှလှုပ်ရှင်သည်ဟုဆိုလျင်မိအလိုလိုက်တတ်၏နှုတ်ခမ်းကိုဆူသည့်အမှုမျိုးကိုွိ့ကိုွိ့လဲလဲဖြစ်နေသည့်ခတ်ထိတ်ထိတ်အပြောမျိုးနှင့်တော့မောင်းရဲ့စိတ်ကိုဆွဲဆောင်နိုင်မည်မဟုတ်ပေမောင်မပါဇက်ကတက်တက်ပြောမှရိတ်မိသည့်အစာတွေကဖြစ်လေသည်ဒါဆိုလျင်ဒါတို့ရှင်းရှင်းပြောမှမောင်ကသဘောကျ၏ အသားကိုလိုလိုအယိုးကိုတောင်းလျင်အယိုးပြတတ်သည့်မောင်သာဖြစ်လေသည်မိမာမောင်အပေါ်ကိုတန်းငင်းခံနိုင်ပါ၏မောင်ရဲ့ဒီလိုခရိုင်းရိုင်းအယိုးတက်တက်အပြုတ်မှုတွေကပဲပိုပြေရှစ်စရာကောင်းနေသည်ဟုထင်ကားတစ်လွင်လက်ဆက်၍နေပေသည် မောင်မှာမိသဘောကျကိုချင်းချင်းပြောလျင်တော့မိရဲ့စိတ်ချက်ကိုလိုက်လျောပါ၏မိကအဖြူဆိုလျင်မောင်ကလည်းအဖြူဟုလိုက်လျောတတ်၏မိက ။မောင်ကြီးလာမင်းကတိတ်ပူတာပဲဆိုတာတော့မှမိပြောတာဟုတ်တယ်ဟုဆိုသည်အထိအလိုလိုက်မိမောင်ဖြစ်လေသည်။မောင်မှာခိုင်ရမ်းရိုင်းနေခြင်းဒီကလွဲလျင်လင်းဝတရားကို မိမကျင်းတဲ့အောင်ကြေပွန်သည့်မောင်ဖြစ်လေသည်။မိကမောင်ကြီးညနေခင်းကတိတ်တာရတာပဲမြေဖက်ကိုလမ်းချောက်ရအောင်ဟုဆိုလျင်မောင်ကဘလောက်မချောက်ချင်ပေမဲ့မိအလိုကိုလိုက်ခါလမ်းချောက်ထွက်သည် ။သို့တော်မိကမပြောဘဲနဲ့တော့မောင်သည်နည်းနည်းမှမိမကိုပလီတက်ခရာတက်သည်မဟုတ်သည်မောင်။မိအလိုမကျဖြစ်နေလို့မောင်ကများချော့လိုက်ပြီဟုဆိုကာမူ၍နေလျင်မိမာတတလုံးအမူမပြတ်အောင်သာနေရပေလိမ့်မည်။မိမူနေတာကိုဘယ်တော့မှတိမိမှာမဟုတ်။တကယ်ဆိုတော့မောင်အချက်မှာအယိုးကံတက်တက်အရင်ရှင်းမြတာဖြစ်သည်။မိနဲ့မောင်တို့ပထမဦးဆုံးစားတွေ့တုန်းကကြောင်းမှဖြစ်လေသည်။ ဒီတော့ကမောင်မကျောင်းမှာတင်းနဲ့ချန်ပီယံရသည်မိမအေးအေးကုတ်ကုတ်နေကစာကူတာကြိုးစားသူဖြစ်သည် မောင်ကစားကုန်ဘက်မှာဝါသနာပါသလားမိကစာကူတာကြိုးစားသည်ညနေတိုင်းလျင်လမ်းလျှောက်ရင်းအညောင်းဖြစ်သည် မောင်ကိုတွေ့တုံးကတငယ်ချင်းတစ်ယောက်ကဖိတ်သည့်ပါတီတစ်ခုမှာမိနဲ့မောင်သည်တစက်ပွဲတဲသွားကြလေသည်မိတို့ဇပွဲမှာမိန်းကလေး၃ယောက်နဲ့ယောက်ျားလေး၂ယောက်ပေါင်း၅ယောက်သာရှိရာ မိတငယ်ချင်းမနှစ်ယောက်နဲ့မောင်တငယ်ချင်းမကပွဲအကြောင်းဂုံထူးတန်းသားတွေအကြောင်းဘန်စကုတ်အကြောင်းစကားတွေပြောနေကြသည်မိနဲ့မောင်တို့နှစ်ယောက်မှတခေါမှစကားမပြောကြပဲမုတ်တုတ်ထိုင်နေကြသည်မိမှာအစကတည်းကပါတီတို့ဆိုရှယ်တို့ကိုတက်ရှင်စိတ်မရှိသွားတတ်သည့်ဝါဒနာလည်းမရှိရကရောက်လာ၍တစ်တုံးလိုမုတ်တုတ်ထိုင်နေရသည့်အခါတွင်စိတ်ထဲမှပြင်း၍လာလေသည် ဒီတုန်းကမောင်မလည်းသူတို့အကြောင်းကိုတိတ်စိတ်ဝင်စားဖို့မပေါ်ဟိုဇပွဲလှန့်ကြည့်လိုက်ဒီဇပွဲလှန့်ကြည့်လိုက်နောက်မိစီကိုမျက်လုံးကြီးဝဲလာကစိုက်ကြည့်ပြီးပြန်သွားလိုက်နှင့်နေရင်တန်းနေလေသည်မိတငယ်ချင်းတွေကမူစကားပြောရင်မောင်တန်းနေသည်ကိုမြင်ရသောအခါပြုံးကြလေသည်ပြင်းအောင်နားထောင်၍အာနာတော်ကြောင့်ပြုံးသည့်အာနာပြုံးလားလောကဝတ်ကိုနားမလဲရကောင်းလားဟုတယောသည့်တယောပြုံးလားတော့မသိရပါဘူး ။အော်မေ့နေတယ်။ကိုတင်ထုံးမိတ်ဆက်ပေးရအောင်မယ်။ဟောတာကစီနီယာ IA ကမခင်မီလေ။မခင်မီဟောဒီကစီနီယာ BSC ကကိုတင်ထုံးနဲ့တင်းနဲ့ချန်ပြန်ရပေါ့။ဟုတ်ပါတီဖိတ်သူကမိတ်ဖွဲ့ပေ၏။မိကမို့သူ့ကိုကြည့်ရဒီမှာပြင်းစရာညင်းဝဲစရာကောင်းသည်ဟုမှတ်ထင်ရလေသည်။ဟုတ်ကဲ့။တိရတာဝမ်းသာပါတယ်ရှင်။ဟုတ်ရောရွေ့ပြောလိုက်ရသည်။ ိုတင်ထွန်းကတိတ်စကားနဲ့တဲ့မခင်မီရဲ့ဟုမောင်းတငယ်ချင်းကပြော၏မိကမူပြုံးယုံတာပြုံးလေသည် ခမည်းတော်ဟာကပြင်းเสียကြည့်ဗျာဟုမောင်းကပြန်ပြောသည် သူတို့ကမောင်းစကားကိုပြန်မရှိတော့ပဲသူတို့ဘာသာစကားများဆက်များနေကြသည်မိမာမောင်းကိုကြည့်ရင်ဟုတ်တယ်မိလည်းတိတ်ပြင်းတာပဲအရင်ကလည်းပါတီတွေပါနေတိတ်မရောက်ဘူးမရောက်ဘူးတော့လာရတာခက်ကြောင်ကြောင်ပဲ။ ကျွန်တော်တို့တိတ်ဝါဒနာမပါလှပါဘူးဗျာကိုဘာသာကစားနေရရင်ပြီးတာပဲဒီပါတီပွဲတွေကနေပြီးလဲတကယ့်မိတ်ဆွေအဖြစ်ဆက်ဆံရေးကိုရနိုင်မယ်လို့မထင်ပါဘူးဟုတ်တယ်မိတော့ကိုကဝါဒနာတိတ်မပါလို့လားမသိဘူးတခါတလေသူတို့မိတ်ဆက်ပေးလို့ဒါရေလိုက်ကြာလိုက်လုပ်လေရရပါမယ်ဒီမိတ်ဆက်ပေးတဲ့လူကိုနောက်တစ်ခါပြန်တွေ့တော့မှတ်မိခြင်းမှမှတ်မိတာပဲအမှန်ကတော့ဒါတွေဟာအပြင်းပြအောင်လုပ်ကြတဲ့ကစားနည်းတစ်မျိုးပဲ ဘာမှထူးထူးခြားခြားအမျက်မရပါဘူး။မိတော်မနေတော့ကတွေ့ဘူးတယ်။တောကလူတွေလေ။သူတို့ဘယ်သူကမှမိတ်ဆက်မပေးပဲဘယ်သူကမှပါတီတွေလည်းမဖိတ်ဘူးပါဘူး။ဒါပေမဲ့တဦးနဲ့တဦးရင်းရင်းနေနေတာရင်နာရွေးကြရင်ကိုညီကြတာပဲ။မျိုးကလူတွေလို့မဟုတ်ပါဘူး။ဟုတ်တယ်။ကျွန်တော်လည်းဒါတွေကိုတိတ်မယုံကြည်ပါဘူး။အတုအယောင်တွေပဲ။ဟုတ်။မောင်ကရင်ထဲမှာရှိတာကိုပြောလိုက် မိမမောင်ဤစကားကိုသဘောကျကရဲပင်ရဲမိသေးသည်ဟုတ်တယ်အတို့အယောင်တွေဟုမိရင်ထဲမှာပဲ့တင်ထလာ၏ဒါကလူတွေတတ်မှတ်ထားတဲ့လောကဝတ်ပါပဲရင်ကျင်းမှုဟုမဆိုနိုင်ပါဘူးဒါဟာရင်ကျင်းမှုအတုပဲဟုမိကမောင်စကားကိုထောက်ခံလေသည်မောင်နှင့်မိတို့မှာဒီတုန်းကစတွေ့လေသည်နောက်တော့ကော်ရီဒါတွေ့အတန်းပြောင်းချိန်တွေ့နှင့်မြင်လျင်ပြုံး၍နှုတ်ဆက်ရာကအစား ကျောင်းဆောင်ကိုအလဲသွားသည်အထီဖြစ်လာရလေသည်။နောက်ဘောင်းကိုမိရဲ့အရှိဦးအဖြစ်နှင့်တွေ့လာရသည်။ကျောင်းတုံးကဆိုလျင်မိကိုမောင်းထက်ရှင်းမည်သူမရှိ။မိကို၌ကလည်းမောင်းတာလျင်မိကိုဘယ်တော့မှမုန်းမီမဟုတ်ဟုထင်မှတ်မိလေသည်။မိကိုအရှိဆုံးလူကိုပြပါဆိုလျင်တော့မောင်းကိုလည်းညှိုးထိုးပြရပေလိမ့်မည်။မိသားလျင်မောင်းဤမျက်နှိုးချင်းဤတီယာဖြစ်တယ်လို့မောင်းတာလျင်မိဤဆုံးမချင်းတီယာဖြစ်လေသည်။ မောင် BL ဝင်သည့်နှင့်မိ BA အထက်တန်းရောက်မှလက်ထပ်လိုက်ကြ၏ပထမတော့မိက BA အောင်အောင်စောင့်မအောင်ဟုဆိုသည်ဒါပေမဲ့မောင်ကပြော၍မရလူကြီးတွေကိုအပြောခိုင်းဟန်တူသည်မိမေမေကမိကိုနားအချတွင်မိမာကစုံကင်းကိုညှိရလေသည်လက်ထပ်သည့်နှင့်နှစ်ယောက်ထိုင်ကုန်ကြီးပေါ်မှထိုင်နေကြရင်မိမာရင်ထဲကခုန်နေလေသည်တရိတ်တက်ကိုမမြင်ရမျက်လုံးတွေပြားနေလေသည် ခေါင်းကိုလည်းငုံထားရလေသည်ဒိတ်ဒိတ်ဆရာကလက်ထပ်ပေးသည့်အခါတွင်မိလက်များမှအေးဆက်ကတုံ၍နေလေသည်တရိတ်သက်တွေဆဲမှအဝယ်စားတွေကိုလဲကာတက်ပြင်းကိုချနိုင်တော့သည်မိအဖိုးဆိုလျင် မောင်မှမိဘကကြည်ဟုတထိတ်ချပြောရနိုင်တော့အောင်မောင်ကမိကိုရှစ်သည် မောင်အဖိုးဆိုလျင် မောင်ရဲ့အရင်အပြုတ်အမှုတွေကို လုံးဝခွဲလွတ်နိုင်သည့်အထိမိကမောင်ဘက်မှရှိလေသည် မောင်နှင့်မိတို့သည်တာယိုးပေါ်မှလမ်းလျှောက်ကြသည်တာယိုးပေါ်တွင်ကိုကိုပင်တို့မှခိုင်းချင်းချက်နေကတာလန်းကို မိုးထားသည် ကိုကိုရွယ်များမှရေထဲသို့ဖြုတ်ခနဲကျွေးကြကမျောပါသွားကြလေ၏ခြေကိုက်ထားသောတစ်တီးကလေးများကျွေးကြသွားလျင်ရေမှာပလုံစီ၍သွားလေသည်တာယိုးနှစ်ခုမှတံတားလေးဆက်ထား၏မောင်နှင့်မိသည်တံတားကလေးအပေါ်မှလမ်းလျှောက်ကြလေသည်တံတားလေးပေါ်မှမိကအောက်သို့ငုံကြည့်ကမောင်ရေ ဒီရေကဘယ်ရောက်ကုန်ပါလိမ့်နော်ဟုမေး၏မြေသေးကိုရောက်တာပေါ့မိရဲ့ဟုခတ်တူတူဖြေသည် မိကမူဘာမှ ပြန်မပြောတော့ပဲရေသေးကိုသာငုံကြည့်နေ၏မိတော့ရေသေးကြည့်ရင်တိတ်မူးတာပဲကွယ်ဟုပြောသည် မောင်ကမူမိကိုကြည့်ရင် စာမေးပွဲကိုတွေးနေမိသည်မောင်ရေမိတို့စီမှာနှစ်လသုံးလလောက်နေပြီးရင်လေမောင်ရန်ကုန်ပြန်ရအောင်မယ်နော်မောင်စာမေးပွဲအောင်ပြီးရင်ချိန်ပါတက်ရအောင်ပါဗောဟု မိကမောင်ကိုမော့ကြည့်ရင်ပြောသည်။မောင်တော့ဘာမှမလုပ်ဘဲမိနဲ့နေခြင်းနဲ့ဟုမောင်က ခလေးဆိုးလို့ပင်ပြောမိလေသည်။အိုးမောင်ဘာမှမလုပ်ရင်မိတို့ဘလို့နေကြမလဲ။မိဘတွေစီမှာပဲနေလို့ဖြစ်ပါမလားမောင်ရဲ့။မိဘကတာသမီးကို အိမ်အောင်ပြုမယ်ဆိုကြတဲ့ကမျက်နှာလွှဲခြင်းတော့အိမ်အောင်ပြုတာပေါ့။ဘယ်ဘက်ကမိဘစီမှာမှမိတော့မနေပါဘူး။မောင်နဲ့ပဲရှင်းရှင်းလင်းလင်းနေခြင်းနဲ့မိမအိမ်အောင်ရေးကိုတကယ်စဉ်းစားလို့သည် လင်းရမရရဲ့ဖြစ်လာကြမှာအိုးနဲ့အိမ်နဲ့ရှိမှဖြစ်မှာပါဟု မိကယူဆ၏မိမဘယ်ဘက်မိဘစီကမှမနေခြင်းကိုပြည့်စည်နေကိုကိုအိမ်တော်နေကိုနေခြင်းဤမောင်မဆက်၍တာငေးနေဤမိကမူအာမရသည့်အတန်ဖြင့်ပြောပါမောင်ရဲ့မဟုတ်ဘူးလားလို့မိကကွယ်မောင်နဲ့မိနဲ့လွတ်လွတ်လပ်လပ်ရှင်းနေကြရအောင်ပြောရတာပါဟုနှုတ်ခမ်းကိုဆူရသည်တီတော့မှမောင်မှပြုံးလာလေသည် မောင်ပြန်သွားပြီးနောက်မကြခင်မှာမောင်တို့စာမေးပွဲကစက်ထွက်၏မိကမူရေဒီယိုကိုဖွင့်ကအနားတွင်စူးနေသည့်အစီကံမလေးတွေအားဟဲ့ကောင်မလေးတွေငင်ငိမ်နေစမ်းဟုငေါက်လိုက်ခါစာမေးပွဲကစက်ကိုနားထောင်ရသည် မောင်နာမည်ပါမလာသောအခါမိမှာစိတ်ပြက်ဝမ်းနေဖြစ်ရလေသည်ဒါမိအပြက်ပဲမောင် မောင်စာမေးပွဲကြတာမိရဲ့အပြစ်ဟုကိုကိုကိုသာအပြစ်တင်ရသည် မိမမောင်စာမေးပွဲကြတီကိုဖုံးပြထားရသည်တခြားလူတွေတိသွားမှာကိုချက်နေသည်မိရင်ကိုတင်ထုံးတို့အောင်ရဲ့လားဟုအိမ်သားကတငယ်ချင်းတွေကမေးသည့်အခါတွင် မောင်ကဒီနေ့စာမေးပွဲမဝင်ပြဘူးကွဟုမတုံ့ဘူးသောမူသားကိုတုံ့ရသည် မိကမူစာမေးပွဲမအောင်တာဟာအရေးမကြီးပါဘူးမောင်ရဲ့ဒီနေ့မအောင်ရင်နောက်နေ့ပေါ့ဒါထက်လေမောင်ဝမ်းတာဖို့ပြောလိုက်အောင်မေမိမကိုဝန်ရှိနေပြီမောင်ရဲ့ ဒါထက်မိကိုတိုးပြီးရှစ်အောင်တန်ရောစင်တမြင်ရက်လာတာပဲဟုစာထဲမှာထည့်ရေးလိုက်လေ။မောင်မမိကိုရန်ကုန်သို့ခေါ်သည်။တောမှမွေးရတာကတိတ်မကောင်းဟုဆိုကာရန်ကုန်တွင်အိမ်ငှားကမိကိုခေါ်နေသည်။မိမှမောင်သွားကလေးကပြင်းနေ၍မောင်ကရန်ကုန်ခေါ်တော့လိုက်လာလေသည်။မောင်ရန်ကုန်သွားတော့ကဆိုလျင် အိမ်မှာဝတ္ထုစာအုပ်ဖတ်ဗီဒီယိုဖွင့်ညီမလေးတွေစန္ဒယာတီးတာကိုနားထောင်တာနဲ့ပဲအချိန်ကုန်ရသည်။ မောင်စီကစာများမလာလျင်စိတ်ထဲမှာညစ်လာတယ်လို့ဖြစ်ရပြန်သေးသည်မိမရန်ကုန်ရောက်တော့ပြောနေလေသည်ရန်ကုန်မှာဆိုရင်ဘာမှမပူရပျော်ဖို့ရှင်ဖို့လည်းမပူရဒီထဲမှာမောင်တယောက်လုံးရှိသေးသည်မိရောက်စပထမနှစ်မှာမောင်က BL မအောင်သေးမနက်9နာရီဆိုလျင်အတန်းတက်ခါ9နာရီမှအလုပ်တို့သွားရသည်မောင်မှာမိက BL မအောင်ခင်ဝင်ဝင်များရအောင်အလုပ်လုပ်ပါဆိုတဲ့ဖြင့် အလုတ်တစ်ခုကိုလုပ်နေရသေးသည်။မောင်အလုတ်သွားနေသည့်အခါတွင်မိသည်တားလေးဖို့ရှေးအိမ်ကလေးတွေအင်းကြီးကလေးတွေထိုးရသည်မှာတနေ့လုံးပင်ဖြစ်သည်။မောင်အလုတ်ကပြန်လာမှပင်မောင်က ကျမ်းမာရေးကိုဂရုစိုက်ပါဦးမိရဲ့။ခုဆိုကအင်းရယာကံပေါင်းမှာနန်းလျှောက်ကြသည်။တခါတခါမောင်က ရှေးလန်းကျဲကြီးနှင့်လျှောက်လျာမိမနောက်ကျန်နေရေးတတ်သည်။မိကမောင်လက်ကိုဆွဲထားရင် မောင်ကတိတ်လျှောက်တော့မိမလိုက်နိုင်ဘူးမောင်ရဲ့ ဟုပြောမှဖြည်းဖြည်းလျှောက်လေသည်မိမာတော်မစင်တားဖွားခန်းသို့ရောက်နေသည်ညနေတိုင်းမောင်အလုတ်ကပြန်လာလျင်မိစီရောက်လာပြီနေထိုင်ကောင်းရင်လားဟုသတင်းလာမေးတတ်သည် မောင်ကမိရဲ့မျက်နှာကိုကြည့်လိုက်ခလေးကိုကြည့်လိုက်နှင့်ကြည်နူးနေသည်မိကမူမောင်နဲ့မိတို့ကြားမှာအရှိကိုပိုးပြီးခိုင်မြဲစေမဲ့ယတနာလေးမောင်ရဲ့ဟုပြောတတ်သည် မောင်ကပြောမှာတားလေးကိုနာမည်ကောင်းကောင်းရွေးထားတယ်နောက်မှပြောမယ်ဟုဆိုပါ မိကိုပြုံး၍ကြည့်နေ၏အချိန်ရင်းမှာတားကလေးမွေးဖွားလာတော့မှပိုပြီးတက်လင်လာသည်ဟုမှတ်ထင်ရလေသည်အရင်တုန်းကလိုပော့ပော့ရှိမဟုတ်တားရဲ့သမီးရဲ့လိုရှိတာတော့လင်မယားအချိန်မှာပိုပြီးလေးလေးပင်ပင်ရှိလာသည်ဟုအောင်းမေးမိလေသည်ယခုတော့မောင်မား BL အောင်း၍ဝှက်လုံတောင်ဖြည့်ပြနေလေပြီတားလေးမှလည်းတွတီးတွတာနဲ့စကားပြောတတ်စအရွယ်ပင်ရောက်လာ၏မိကမူမိအချိန်မှာတားလေးရလာပြီးမှ ပိုပြီးလေးနက်လာသည်ဟုထင်မှတ်နေ၏တသားကိုကြည့်ရင်ဖအေလိုဝက်လုံအလိုက်ခမ်းရမယ်ပြီးတော့တသားကလည်းမောင်းလို့ရုပ်ချောမောင်ရဲ့ဟုပြောရသည်အရင်နေမယားဘဝရကြကားတုန်းကတော့ရကသားမှုနေမောင်းကို ရှိခဲ့ပါ၏အခုတော့လည်းတန်ရောစဉ်အမြင်တော်ရစ်နေလေပြီနေမောင်းကိုပို၍ရှိရပါသေး၏ပြုံးလိုက်ဆန်းပါမောင်ရဲ့ပြုံးလိုက်ဆန်းပါမိနဲ့မောင်တို့ရဲ့အချက်ဟာ လက်ဆက်မလာဘူးလားဟင်တက်လွင်မလာဘူးလားမိဟာမောင်ရဲ့အရှိဦးပါတားလေးရလာတော့မောင်ရဲ့အရှိဟာမိအပေါ်မှာ တိုးပြီးမလာဘူးလားမောင်ကမူနှုတ်ခမ်းကိုစစ်စစ်ထားရင်ပခုံးတစ်ဖက်ကိုတွန့်ရင်မိရေမောင်လေးမိအပေါ်မှာအရှိတွေရော့ရော့လာပြီလို့ထင်တယ်ရာခာကြတော့ကတော့အဆုံးအစမရှိတဲ့အရှိပါပဲဒါပေမဲ့အဲ့ဒီတုန်းကအရှိကလေးလေးပင်ပင်ရှိတယ်အခုတော့တအူးလေးရတာတော့လေ မိတယောက်တည်းပေါ်မှာစုပြီးမနေတော့ဘူး။တားလေးအပေါ်မှာလည်းဖက်ပြစ်လိုက်ရတယ်။နောက်လည်းတားလေးသမီးလေးတွေမွေးလာရင်လေဒီလိုမျှမျှပေးလိုက်ရတာနဲ့မိအပေါ်မှာရှက်တဲ့မောင်အချက်ဟာကျော်သွားတော့မှာပဲ။လေးလေးနက်နက်ရှိတော့မှာမဟုတ်ဘူး။ဒါကမောင်စိတ်ထင်လို့ပါကွယ်။မဟုတ်ဘူးမိရဲ့တကယ်ဖြစ်နေတာ။မောင်မနေပါနဲ့စိတ်ထဲမှာပဲထင်တယ်လို့ပြောပါ။မဟုတ်ဘူးမိရဲ့ပြောလို့မရဘူးတကယ်ကိုဖြစ်နေတာ။ ။မောင်ရဲ့စကားအတန်မှာယင်ထဲကထွက်လာသောအတန်မျိုးဖြစ်၏။မောင်ရဲ့အရှိတ်မှာစိတ်ကူးရင်အရှိတ်သာဖြစ်လေသည်။မိသည်မောင်နှင့်မောင်ရင်တင်ကလေးကိုတလဲ့စီကြည့်မိလေသည်။မောင်အဖို့ကတော့တားလေးရလာလို့မိအပေါ်မှာအရှိတ်ရော့ပေမယ့်မိအဖို့ကတော့အချစ်ဟာလေးနက်လာရသေးပါတယ်မောင်ရဲ့။မောင်ဟာမိရဲ့အရှိတ်ပါကွယ်။မောင်အရှိတွေဟာဘယ်တော့မှမဟောင်းခဲ့ပါဘူးပြုံးလိုက်စမ်းပါမောင်ရဲ့ စားတွေတုံးကအပြုံးမျိုးလေးပြုံးလိုက်စမ်းပါဒီမောင်ဤအပြုံးတဝက် အမဲတဝက်နဲ့တွဲနေသည့်နှုတ်ခမ်းကိုကြည့်ရင်မျက်ရည်များပင်လဲလာနေသည်မြတ်တန်းတင်လင်းယုံရှာနေ1950ဇွန်တရက်ဟုတ်ကဲ့ပါခင်ဗျာဆာရည်သူဆရာကြီးမြတ်တန်းတင်ရေးသားတော်မောင်းလို့အမိရတဲ့ဝိတုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့သူ ညီပေါ်မောင်နှမများအလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကိုစိန်တစ်ပါးရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ